ဝင်းဘလီမှာဂုံးပြတ်နိုင်ွေးနဲ့ဒူချယ်ကိုအပွဲလာစေမဲ့အင်္ဂလန်ဒုက္ခဆိုတောက်ကြညဥရောပဆိုကမ္ဘာဖလားခြေစစ်ပွဲပွဲစုသုံးသက်ချက်ဆိုက်ပရက်နဲ့ဆန်မာရီနိုည7နာရီခွဲနောက်ဆုံး9ပွဲမှာတပွဲသာနိုင်ပြီး၄ပွဲရှုံးထားတဲ့ဆိုက်ပရက်ဟာလက်ရှိမှာရုန်းကန်နေရတဲ့အသင်းမှာကမ္ဘာပေါ်မှာအားအနေဆုံးအသင်းတွေထဲကတသင်းလိုတတ်မှတ်ခံထားရတဲ့ဆန်မာရီနိုကတော့သူတို့ရဲ့ Nation League အုပ်စုမှာ ထိတ်ဆုံးရက်တွေနိုင်ခဲ့လို့ယုံကြည်မှုပြည့်ဖြစ်နေပါတယ်။နောက်ပိုင်းပွဲတွေမှာလေဆမာရီနိုဟာမာကျော်ကျော်ဖြစ်လာတာပါ။ Cyprus နှလုံး25အနိုင်ဆိုပြီးမဲအဲ့တင်နေပဲစွန်စားခြင်းနဲ့မော်တာနဲ့ဖင်လန်ညတနာ25နောက်ဆုံး၄ပွဲဆက်ဘီကိုမရှိခဲ့တဲ့မော်တာဟာခံစစ်မာကျော်တဲ့အသင်းမှာနောက်ဆုံး၈ပွဲဆက်နိုင်ပွဲပြောက်ခဲ့ပြီးအဲ့ဒီ၈ပွဲမှာ9ပွဲရှုံးခဲ့တဲ့ဖင်လန်အတွက် မလွယ်တဲ့အဝေးကွင်းပွဲဖြစ်နေတယ်။ အဝေးပွင့်ဆိုတဲ့ဖင်လန်ရဲ့အခြေအနေက ပိုဆိုးတာပါဖင်လန်တလုံး20အနိုင်ဆိုပေမဲ့အင်ရှင်မရှုံးနိုင်ပါဘူးပိုလန်နဲ့လစ်သူရေးနီးယားညနှစ်နာရီစံကနောက်ဆုံး၉ပွဲမှာတပွဲသာနိုင်ခဲ့တဲ့ပိုလန်ရဲ့လက်ရှိခြေစွမ်းကအားရစရာမရှိပါဘူးဒါအပြင်နောက်ဆုံး၁၁ပွဲစလုံးမှာလည်းပိုလန်ဂိုးမပေးရတဲ့ပွဲကို မရှိခဲ့တာပါလစ်သူရေးနီးယားကလည်းရှုံးပွဲဆက်နေတယ်ဆိုပေမဲ့နောက်ဆုံး၂၅ပွဲစလုံးမှာ ဘယ်အသင်းကိုမှသုံးခုပြည့်နေထက်ရှုံးခဲ့တာမရှိပါဘူးပိုလန်နှလုံး35အရှုံးဆိုပြီးမှပိတ်ကစားမဲ့ဧည့်သည်တွေပဲစွန်စားခြင်းနဲ့ရူမေးနီးယားနဲ့ဘော့စနီးယားညနှစ်နာရီ15 Nation League မှာယာနုံးပြည့်နိုင်ခဲ့တဲ့ရူမေးနီးယားဟာလောလောဆယ်ချီးစွားနေတဲ့အသင်းမှာအိမ်ကွေးမှာလည်းနောက်ဆုံး7ပွဲဆက်မရှုံးခဲ့ပေကိုယ်ပွဲနိုင်ထားပါလေဘော့စနီးယားကတော့အနိုင်စရာဘာမှမသိတာတနစ်ခွဲကျော်တိုင်နေပြီးနောက်ဆုံး7ပွဲမှာလည်း ဆယ်ခွဲရှုံးထားတာပါတလုံး80အနိုင်ပေါက်တဲ့အင်ရှင်အဟိအောက်ကိုသာခိုးလုံခြင်းပါလေအန်ဒရာနဲ့လက်ဗီယာညနှစ်နာရီစံကအန်ဒရာဟာနောက်ဆုံးအိမ်ခွင်6ပွဲမှာ၄ပွဲရှုံးထားသလိုရှုံးခဲ့တဲ့ပွဲတွေမှာလည်းတကိုးမှလည်းပြန်မသွင်းနိုင်ခဲ့ဘူးလက်ဗီယာကလည်းရှုံးပွဲဆက်နေတယ်ဆိုပေမဲ့အန်ဒရာလောက်တော့မဆိုးပါဘူးဒါအပြင်လက်ဗီယာဟာအန်ဒရာကိုတခါမှမရှုံးဘူးပဲ၁၇ပွဲမှာ9ပွဲနိုင်ထားပါတယ်လေဗယ်60ပေါက်တဲ့ အဲ့ဒီဘေးတက်လောက်ရမှာပါအင်္ဂလန်နဲ့အေဗေနီယာညနေ9:00သောမတ်စ်တူချေရဲ့အင်္ဂလန်နေပြဘွားပွဲဦးထွက်ဟာဝင်မနေမှာပါသူတို့အဲ့ခဲရမယ်အေဗေနီယာဆိုတာကလေ2021ကမ္ဘာပရာချေစစ်ပွဲမှာနောက်ဆုံးတွေ့ခဲ့စဉ်က အင်္ဂလန်နဲ့ကြော်ပေါင်း9ဂိုးပြတ်နဲ့နိုင်ခဲ့တဲ့အသင်ဖြစ်ပါတယ်ဒါအပြင်အင်္ဂလန်ဟာအေဗေနီယာနဲ့တွေ့ဆုံခဲ့မှုတဲ့6ပွဲစလုံးကိုအနိုင်ဆုံး9ဂိုးပြတ်နဲ့နိုင်ခဲ့တာပါ အင်္ဂလန်နှလုံး30အရှုံးပေါက်နေသလိုဟယ်ရီကိန်းတို့ရဲ့သွေးငိုးတွေကိုရေတွက်ကြည့်ရဖို့ရှိပါတယ်။ယေရှုဘေးကရာဂျေဇုမြတ်ကြီးတင်ပါတယ်။